ငရဲဆိုတဲ့ပုံဟာလုံးဝဒုက္ခပုံဖြစ်တယ်။တစ္ဆက်ကလေးမှချမ်းသာစရာမရှိဘူးလုံးဝဒုက္ခပုံ။တခါနတ်ပြည်ကလည်းပဲဆင်းရဲဒုက္ခဆိုတာမကြားဘူးဘူးတကယ်ကိုဒုက္ခပုံ။လုံးဝချမ်းသာတယ်ဘူး။မရှိဆိုတဲ့စကားမကြားဘူးဘူးဆိုတာလိုပဲဆင်းရဲဆိုတဲ့စကားကိုလုံးဝမကြားဘူးတဲ့ပုံမျိုး။ အဲ့ဒါလောက်ထိအောင်ချမ်းသာတယ်ချမ်းသာသည့်အတွက်ကြောင့်စိတ်ထဲမှာပျော်ပြီးတော့မေ့နေကြတယ်နတ်တရားချမ်းသာဒုက္ခနဲ့ကြုံတွေ့နေပွဲသွားလို့ပွဲကြည့်ကောင်းလို့မေ့နေတယ်လို့ပဲမေ့နေတာနတ်တရားနေစင်နေအမြပျော်ပွဲရှင်ပွဲတွေနဲ့သူတို့ရဲ့ချမ်းသာဒုက္ခခံစားပြီးတော့မေ့နေကြတယ်တဲ့ အဲ့ဒီမိနေသည့်အတွက်ကြောင့်ဥခြင်းနာခြင်းဒေခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကလွတ်ကင်းတဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်ကိုရောက်ဖို့နိဗ္ဗာန်ကိုရောက်ဖို့ဘယ်ကင်းရှိပါအကျင့်တရားဆိုတာကျင့်သုံးနိုင်ခြင်းမရှိကြဘူးတဲ့။နော်လူတွေကြတော့အဲ့ဒီအခွင့်အရေးတွေရတာမနုဿလောကောပဏ္ဏ ဝေကိဏဒုက္ခဒုက္ခလူဝါဆိုတာဒုက္ခဒုက္ခရောပြနေတဲ့ဘုံနဲ့တခြင်းတောင်ရှိတယ်မို့လားဒုက္ခရဲ့ဒုက္ခရဲ့တလှက်စီပါခွဲဆိုနော်လူဘုံကပြောတာဝေကိဏဒုက္ခဒုက္ခသမ္မာစီရင်ရောနေတာချမ်းသာတယ်လေဆင်းရဲတယ်လေချမ်းသာတဲ့အခါချမ်းသာဆင်းရဲတဲ့အခါဆင်းရဲ လူ့ဘဝရဲ့အနေထားကဒီလိုရှိဆဲဒုက္ခဆန္ဒဒုက္ခရောနေတယ်။ဘောကိဏဒုက္ခတို့ခေါ်ရောနေတဲ့ဆန္ဒဒုက္ခအထကရာဆရာကတယုတ်ဖို့ပြီးတော့ရေးလိုက်သေးတယ်သူကဣဒေဝအပါယောပိသကောပိပညာယတိလူပုံတပုံထဲမှာလဲဟောချမ်းသာဒုက္ခရောနေတယ်ဆိုတော့ အပယ်ဘုံလိုလဲဒုက္ခရောက်တယ်ငရဲနော်အပယ်ငရဲဘုံလိုလဲဒုက္ခရောက်တယ်မျက်ပြည်လိုလဲခံစားရတယ်ဟုတ်တယ်လေလူတွေဟာကောင်းစားလာပြီဆိုရင်မျက်တည်လိုပဲခံစားလာဆင်းရဲပြီဆိုလို့ရှိရင်လည်းတကယ်အပယ်ဘုံလိုဆင်းရဲဒါရမို့လူပြည်ဟာငရဲနဲ့မျက်ပြည်ပေါင်းဆက်ထားတဲ့ဘုံလို့ပြောကြတယ် လူပုံလူဘဝဟာငရဲဘဝနဲ့နတ်ပြည်ကိုပေါင်းဆက်ထားတဲ့နေရာဌာနအဖြစ်ရှုမြင်သုံးသပ်ကြတယ်လူပြည်မှာငရဲလည်းရှိတယ်ဒုက္ခရောက်တဲ့အခါငရဲဆန္ဒခံစားရတဲ့အခါမှာနတ်ပြည်ဒါကြောင့်မို့ဣဒ္ဓအပါယောပိတက်ခောပိပညာအတိလူပြည်လူလောကမှာနတ်ပြည်လည်းတွေ့ရတယ်နတ်ချမ်းသာလည်းတွေ့ရတယ်လူချမ်းသာလည်းတွေ့ရတယ် အယံမေကပြမစရိယတာဘူမိနာမတာတုံမေဟိလတ္တာမြတ်စွာဘုရားကအဲ့ဒီလိုဒုက္ခဒုက္ခရောထွေးပြီးနေခြင်းတည်ပဲနေဒုက္ခကိုယွမုံပြီးတော့ညတော့ချင်းချင်းမှုဟုတ်လားလူတွေမှာရှိရလေဒီခါတည်းလေးစိတ်ပြည့်ညီငွေရိတ်တာတရားလေးတော့ဝင်လာဥမှဆိုဒီတွေးလေးရှိတာလေး စိတ်ကြီးစရာတွေကျုံလာတယ်ဒုက္ခတွေရောက်လာတယ်ရှိတာသွားပြီတရားလေးအထုတ်မှဝင်လိုက်အောင်မှဆိုစိတ်ရဲ့ဖြေရာလေးတွေနဲ့သွားကြဒါကဇမပြေလို့ဘုရဘသာနိုင်ငံမျိုးမှာဒီလိုနဲ့စိတ်ဖြေတခြားနိုင်ငံကြတော့ဒီလိုစိတ်ဖြေတာမဟုတ်ဘူးဒီလိုနည်းနဲ့စိတ်ဖြေနိုင်ကြမရှိဘူး မရှိတဲ့အခါကျတော့ထွက်ပေါက်မရတဲ့အခါကျပါလို့ကြတယ်စူးဆိုင်လို့ကြတယ်ကိုယ့်ကိုယ်တတ်သေးတာဖြစ်သွားစိတ်ဟာထွက်ပေါက်မရဘူးဆိုရင်ကိုယ့်ကိုယ်တတ်သေးကြတော့ဗမာပြည်မှာလည်းစူးလဲလို့တာမရှိဘူးလားရှိတယ်သို့သောမြန်မာပြည်မှာစူးဆိုင်လို့တာဇာခိုင်နှုန်းနဲ့တွေ့အလွန်နည်းတယ်ဘာကြောင့်လဲဘုရားရဲ့အဆုံးအမတရားတော်တွေကြောင့်ပဲဒီလိုပြော တခြားနိုင်ငံတွေမှာလုပ်တဲ့စူးဆိုင်ကိုယ်ကိုတတ်သိတဲ့မှုခင်းနေတဲ့မမပြေရော်နေတယ်လို့သူတို့ဆိုတယ်။အဲတော့မြတ်သောခြင်းမှုခြင်းချင်းဖြင့်လူရဲ့စိတ်ရဲ့ထွက်ပေါက်တွေကိုရရှိချာ။ဟောစိတ်ရဲ့ထွက်ပေါက်တွေကိုရှားဖွေတွေးရှိကြ။တရားဓမ္မနှလုံးသွင်းခြင်းဖြင့်စိတ်ချမ်းသာမှုတွေကိုရရှိကြတယ်။မဟာအခွင့်အရေးတွေနဲ့ကြုံတွေ့ကြရတယ်လို့သူတို့ဆိုတယ် ဒါကြောင့်မို့မြတ်စွာဘုရားကဟောတာတသမာရေဝောဣမိမနုဿာခန္ဓာလတ္ထတေဝောတုလမင်းတို့လူဘွားရတာအလွန်ကံကောင်းနေတဲ့လူဘွားရခြင်းဟာမဟာခွင့်ရေးကြီးတစ်ခုကိုရတာပဲမဟာခွင့်ရေးဆိုဒီမှာတန်လျာဝကလွတ်ချောင်းဖြစ်တဲ့ ဝိကိရှိပါအကျင့်တရားကိုကျင့်ရခြင်းဖြစ်တယ်။ဝိကိရှိပါအကျင့်တရားဆိုတာသီလစောင့်တည်ခွင့်ရတယ်။ဟောကိုကျင့်သီလကိုကိုကျင့်သီလကိုခြေခံပြီးတော့စိတ်တည်ငြိမ်မှုတမာတိခြင်းစဉ်ကိုကျင့်ရတာတမာတိခြင်းစဉ်ရှိလာတဲ့အခါမှာသဘာဝတရားကိုရှုမြင်သုံးသပ်တဲ့အခါမှာအမှန်မြင်တယ်ဆိုတဲ့ပညာ အဆင့်ကိုရောက်ရှိတာထိုပညာအဆင့်နဲ့ကမှတဏှာဝကလွတ်နိုင်တယ်လို့သူဆိုတာပေါ့အဲဒါကြောင့်မို့ဒီဗြဟ္မစရိယလို့ဆိုတဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်မှာတက်လန်းပြီးတော့လျှောက်လန်းခွင့်ရအေးနိဗ္ဗာန်လမ်းကြောင်းပေါ်တက်ပြီးတော့လျှောက်တယ်ဘယ်ကစားလျှောက်လဲ သမဝါစာသမံကမန္တသမအာစီဝကိုကိုကာယကံဝစီကံထိမ့်သိမ့်လိုက်တယ်မဟုတ်တာမပြောဘူးမနာပဲပြောတယ်သူများတွေအချင်းချင်းကွဲပြားအောင်မလုပ်ဘူးစိတ်ဆိုင်ညီညွတ်အောင်သာပြောတယ်ကျန်းတဲ့စကားတွေမပြောဘူးယဉ်ကျေးလိမ့်မှာဆိုပြောတယ်အကျိုးမဲ့တဲ့စကားတွေကိုမပြောဘူးအကျိုးရှိတဲ့စကားတွေကိုပြောတယ်ဆိုတဲ့တမ္မဝါစာ ဓာရီကိုထိမ့်သိမ့်ဆောက်ရှောက်ပေးလိုက်တမန်ကမတသူများအသက်သူများဒုက္ခရောက်အောင်မလုပ်ဘူးသူတို့ဘာပစ္စည်းပျက်စီးအောင်မလုပ်ဘူးသူတို့ဘာသားမယားစော်ကားတဲ့အမှုမျိုးမလုပ်ဘူးဟောတမန်ကမတအဲ့ဒီနီးတွေနဲ့အသက်မွေးဘူးတမောဝါစာအာစီဝါလို့ဆိုတမောဝါစာတမန်ကမတတမအာစီဝါဆိုတဲ့ကိုချင်းတိလာကိုထိမ့်သိမ့်ဆောက်ရှောက်လိုက်တာဟာ ကိုယ်တဏ္ဍမှာဖြစ်တဲ့လွန်ကျူးခြင်းဆိုတဲ့ကိလေသာရဲ့အစွမ်းတွေကိုထိန်းချုပ်လိုက်တာပဲဖြစ်တယ်ပေါ့လွန်ကျူးလောက်အောင်ပြင်းထန်တဲ့ကိလေသာကိုဖန်ထိန်လိုက်ဖန်ထိန်လိုက်တဲ့အတွက်ကြောင့်သီလကဝိတိတ်ကမကိလေသာကိုထိန်းပလိုက်အဲ့ဒီကနေပြီးတမာရီကျင့်စဉ်ကိုဆက်ပြီးတော့ကျင့်လိုက်တဲ့အခါမှာနော် ကိုယ်တဏ္ဍမှာမကောင်းတဲ့အတွေ့အကြုံဖြစ်အောင်ဖယ်ရှားတယ်။ကောင်းတဲ့တရားတွေဖြစ်ပေါ်လာအောင်ကြိုးစားတယ်သမဝါယမ။ကောင်းမြတ်တဲ့အာယုတစ်ခုပေါ်မှာစိတ်ကိုအခြေစိုက်ထားတယ်သမာတ္တိ။စိတ်တည်ငြိမ်အောင်ကြိုးစားတယ်သမာသမာဓိလို့ဆိုတယ်။သမာဓိဘက်ကင်ချင်းစင်ထွက်လေဝင်လေလေးပေါ်မှာအာယုပြုတ်ပြီးလုံလိုက်တာ။ ထွက်လေဝင်လေလေးထွက်တိုင်းဝင်တိုင်းသိနေအောင်ကြိုးစားတာသမာဝါယမထွက်လေဝင်လေလေးကို မပြတ်တတိယနေတာသမာတတိထွက်လေဝင်လေထိတဲ့နေရာလေးမှာစိတ်တည်ငြိမ်နေတာသမာသမာတိဆိုတဲ့ဒီချင်းစဉ်တစ်ခုကိုကျင့်လိုက်တဲ့အခါစိတ်ဟာတခြားအာယုန်တွေမရောက်တော့ဘဲနဲ့တည်ငြိမ်အေးချမ်းမှုရသီလကနေဆက်လိုက်တယ် ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာတွေးလိုက်တိုင်းစိတ်ချမ်းသာစိတ်ချမ်းသာမှုကြောင့်ဝမ်းမြောက်တယ်ဝမ်းသာတယ်ဝမ်းသာသည့်အတွက်ကြောင့်စိတ်နှလုံးအေးချမ်းတယ်စိတ်နှလုံးအေးချမ်းသည့်အတွက်ကြောင့်ချမ်းသာဒုက္ခရားတယ်ချမ်းသာဒုက္ခရားသည့်အတွက်ကြောင့်စိတ်တည်ငြိမ်မှုဆိုတဲ့တမာတိဖြစ်လာအခုလိုစိတ်တည်ငြိမ်မှုတမာတိစွမ်းအားရလာပြီဆိုရင်ယထာဘူတ္တထဒနာ ။ငကိုတော့ကအမှန်ကန်မသိဘူးအခု အမှန်ကန်နေသိလား။မမြဲဘူးဆိုတာသိလာတယ်။ဆင်းရဲတယ်ဆိုတာသိလာတယ်။ကိုမပိုင်ဘူးဆိုတာသိလာတယ်။ကိုခန္ဓာကိုဘဝကြီးကသာဝရရွေးရှားပြီးအဆိုးဘက်ကို သွားနေတယ်ဆိုတာတတိထားမိလာတယ်။အဲဒီလိုတွေ့တော်ရှုမြင်ဆင်ញင်တာသမ္မာသင်္ကပ္ပနဲ့သမ္မာဒိဋ္ဌိဆိုတဲ့ပညာမဲ့ခင်นี่ဖြစ်တာအဲ့ဒီလိုဖြစ်အောင်ကြိုးစားရဟာ ဗျမစရိယအကျင့်ကိုကျင့်ခြင်းပဲဖြစ်တယ်ဘော။အဲ့ဒီလိုဖြစ်လို့သီလနဲ့လည်းပြည့်စုံတယ်၊တမာရီနဲ့လည်းပြည့်စုံတယ်။ပညာဆိုတာလည်းကိုယ်တဏ္ဍာမဖြစ်လာပြီဆိုလို့ရှိရင်ဘဝဆိုတာပေါ်မှာ တွေ့တာမှုဆိုတာကျင်ပြက်လာ။လျှော့ချလာနိုင်တယ်၊လျှော့ချရကနေပြီး လုံးဝကျင်ပြက်သွားတယ်။နောက်ဆုံးမှာတွေ့တာမှုတွေလုံးဝချုပ်ငြိမ့်သွားတဲ့အခါမှာ တွေ့တာမှုကိုအကြောင်းပြုပြီးဖြစ်တဲ့တောကဆိုတာလည်းမလာတော့တောကမလာတော့ရင်တွင်းနှလုံးမှာအေးချမ်းသွားစိတ်ဟာလည်းလွတ်လပ်တယ်ပေါ်ပါလာစိတ်ဓာတ်လောဘနဲ့တွဲမလာဘူးကိလေသာတွေနဲ့တွဲဖက်မလာတော့ဘူးလွတ်လပ်ပေါ်ပါပြီအမြဲတမ်းဟာလမ်းဆန်းနေတဲ့လွတ်မြောက်တဲ့စိတ်ကိုရရှိပိုင်ဆိုင်သွားပြီဆိုလို့ရှိရင် ဖုဒ္ဒတလောကဓမ္မေစိတ်တัญญတနာခံပတိလောကဓာဏီဘလောက်ပဲကြုံကြုံကောင်းတာနဲ့တွေ့လဲမတုံ့လို့ဘူးចောင်းတောင်ကြီးလို့ဖြစ်သွားတယ်ဟာရိကိန်းကြီးပဲလာလာ တူနေတူပဲလာလာចောင်းတောင်ဆိုတာဘယ်တော့မှလှုပ်တာမဟုတ်ဘူးတိပင်းနေအိနေတိုက်တွေရင်ချိုးပြိုကြတော့လည်းပဲကြောက်တော့ကြီးကဘာမှမဖြစ်တယ်လို့ပဲ လူရဲ့စိတ်ဓာတ်ဟာနောက်ဆုံးလောကရမုံတိုင်းနေနဲ့ကြုံတဲ့အခါမှာကြံ့ခိုင်တဲ့စိတ်ဓာတ်တစ်ခုကိုရရှိသွားအာတောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမံလို့ဆိုတဲ့အတိုင်းအမြတ်ဆုံးသောမင်္ဂလာတောကခင်းပြီးတော့လွန်ချမ်းသာတဲ့အနေအထားတစ်ခုကိုရရှိပိုင်ဆိုင်နိုင်တာဟာလူလောကလူ့ဘဝရဲ့မဟာအခွင့်အရေးကြီးဖြစ်ပါတယ်